ော်ရလက်တရားမရလာနိုင်တဲ့ကြောင့်ဒီပလဲနေမြေပေါက်နေမြေဒီမှာဖြစ်နေတဲ့စောက်ပြေတနာတတိတတပေါက်နေပလဲမှာအများဆုံးဖြစ်တဲ့ပြေတနာဒီအခေါ်တော့တိကောက်တဲ့ပြေတနာတွေနဲ့ပြည်သူတွေရဲ့တိမ်တန်းရှင်းကိုနေတဲ့ခံရတဲ့ခါကျတော့ပြည်သူတွေမှာနားပါတယ်အညာသူအညာသားတွေမှာနားပါတယ်ငါအညာမြေကိုအညာမြေကိုငါအလူခံမသိနိုင်ဘူးဆိုတော့ဘယ်စုများလုံးပဲမင်္ဂလာပါယခုတစ်ခေါက်မှာတော့စင်တက်ကြီးအိုင်ရန်ပြောထားတဲ့ပောက်ကွဲတန်တင်လေးတွေကိုနားထောင်ကြည့်အောင်ပါခင်ဗျာရှင်းရှင်းပြောရရင်ယနာကံ ီအညာပြင်းမြေသားတွေဟာဟာဘာမှလုံးလို့မရအောင် အဖုတ်အကင်အခါတဲ့ဘေးချက်ညံချက်ဆောက်ခွေးတွေဟာတစ်မျိုးနော်အဲ့ပြူစောလက်ပြုတ်ဆိုတဲ့မအေလိုးတွေဟာတစ်မျိုးနော်ပကပပပဆိုတဲ့ကိုမေကိုလိုးတွေဟာတစ်မျိုးဓွာသားတွေဟာဒုက္ခတွေတလဲတလဲကြီးနဲ့ငါတို့ပဲလလာတိတ်နေတာငါတို့ကစိတ်ဆင်းရဲတယ်နော်ငါတို့လလာတိတ်နေတာတစ်ချိန်လုံးငါတို့ပဲလလာတိတ်နေတော့စိတ်ဆင်းရဲတယ်ငါပြောတာကနင်တို့အလူလာခံခိုင်းတာတိတ်ထောင်ရှိနေတဲ့ကိစ္စဖြစ်တဲ့အတွက် ငါတို့လုံမပေးနိုင်ဘူးမအားဘူးအချိန်မှလုံပေးခဲ့တဲ့ပြဿနာတွေရလဲမပြီးသေးဘူးเนาะနောက်ပြီးတော့ဒီလိုလာလုံခိန်းနေဆိုတာလဲညီတို့မှလည်း group ရှိတယ်ဆိုတော့မလုံပေးနိုင်ဘူးကုရောင်းတာလေးယူတော့လုံပေးမယ်စအဆုံးတကူမှလုံမပေးနိုင်ဘူးအပြည့်လို့လဲဆိုတော့ဘိုးဆန်ရှင်ကိုလက်လက်ဝက်လက်စားလူပေးတော့သူတို့လည်းလူစေရှင်နဲ့โอเคအမတို့ကလူပေးဆိုလဲလူပေးမယ်អော်ပေးဆိုလဲអော်ပေးမယ် စစ်စစ်ကိုတည်းကစည်ရင်မလုံနိုင်ပါဘူးလို့အပြက်ပြောသွားပြီးစစ်စစ်ကိုတည်းရဲ့လုံချုံရေးနော်စစ်စစ်ရဲ့အခု time မှာဒီလောက်ဖမ်းနေတယ်စစ်စစ်ရဲ့လုံချုံရေးငါတို့ကစစ်စစ်ကိုခိုင်းရင်စစ်စစ်ရဲ့လုံချုံရေးကိုလည်းငါတို့ကတာဝန်ယူမှုတာဝန်ခံမှုရှိရတယ်ဟမ်ဒီအချိန်မှာစစ်စစ်ကိုခိုင်းရရဖမ်းသွားရင်နင်တို့ထုတ်မလားငါတွေကတော့တော့တော့ထုတ်ရမှာလေငါတို့ကလုံချုံရေးတွေလည်းရှိဒီလောက်တင်းကျပ်နေတဲ့ကာလကြီးမလို့မလုတ်ပြားစေနဲ့အောင်လို့ညင်လိုက်တဲ့ကိစ္စ အဲ့ဒါကိုနားလေမလားလို့ like ကနေတေချာပြောပြတယ် like ကနေငါကိုကဒီကုန်ပစ္စည်းတစ်ခုကိုမနေ့ကပြောထားတဲ့ like ကချင်းချင်းလေးကုန်ပစ္စည်းတစ်ခုကိုရောင်းတော့မယ်ဒီပစ္စည်းကတကယ် quality ကောင်းမှငါရောင်းလို့ရမယ်လေအဲ့ဒါပါခေမိုးနဲ့ပေါင်ပြီး irene နဲ့ပေါင်ပြီးအဘုန်းငါးကောင်ဖြိုချတယ်အညာမျိုးထိုးခွဲတယ်စပတ်တီထိုးခွဲနင်တို့အဲ့စကားပြောတာငါ့ကိုကျေးဇူးကတာပဲဟမ်ခေမိုးနဲ့ irene နဲ့ပေါင်ပြီးအညာမျိုးထိုးခွဲဖို့ပြင်လဲဆိုတော့ ငါ့ကိုစော်ကားတာအဲ့ဒီလိုကောင်မျိုးတွေငါ့စီမလာနဲ့အဲ့လိုကောင်မမျိုးတွေလည်းငါ့စီမလာနဲ့အဲ့ဒါငါ့ကိုစော်ကားတာမင်းတို့ရေးထားတဲ့စာတင်ကိုတင်ထားရေးတင်ထားတဲ့စာကိုကြည့်လိုက်ဟမ်အာယာနဲ့ခင်မိုးပေါင်းပြီးအညာမေဘို့၎င်းကိုထိုးချပြီးအညာမေအင်အားကိုထိုးခွဲနေတယ်လို့ပြောတာအဲ့စကားပြောတာအဲ့အညာမေကငါ့ကိုချီးစုကန်းတာပဲရှင်းလားတော့အညာမေကငါ့ကိုချီးစုကန်းတာပဲ င်းတို့ရေးတင်တာတဲ့ဟာကိုကြည့်လိုက် အာယာနဲ့အာယာနဲ့ခင်မိုးနဲ့ပေါင်းပြီးတော့ဘုန်းနဂါကိုထိုးချပြီးအညာအင်အားကိုထိုးခွဲနေတယ်ပန်ဆယ်လိုနီးပါးဆိုပြီးတော့မှရေးတင်တာလားငါ့ကိုစော်ကားတာဟမ်ငါ့ကိုစော်ကားတာငါ့ကိုစော်ကားတာနင်တို့ငါမင်းကြီးကလိုက်မှာရှစ်ချင်းကြီးနင်တို့တင်ထားတဲ့လိုက်မှာနင်တို့တကွက်ကလေးပဲမတင်တာနဲ့အစနဲ့အဆုံးတနာကြီးကြော်တယ်ဟဲ့တေချာကြည့်ဖေးတရားလိုမာတယ် စပတ်ပြဲမာတွေအုံနောက်မှာတုတ်ပိုးပဲပြည့်ပြီးတော့မှအရင်လုံးဒီနဲ့စပတ်လိုဖို့ပဲတည့်ရဖေလိုမာတွေကျန်းလိုက်စပတ်ခံဖို့ပဲတည့်ရဖေလိုမာတွေငါတော့တော့တော့တွေ့တယ်နော်ငါအညာအမေကိုအညာအမေကိုငါအလူခံမသိနိုင်ဘူးဆိုတော့ငါမှအခက်ခဲတွေရှိတယ်ငါအဖွဲစည်းဦးတော့ငါပြောထားတယ် IR တော့မှငါ IR မိသားစုရဲ့အတွင် group ကြီးလောက်ထားတာမှစကားဝေးမပြောနိုင်တာတခါတောက်စနေနေ့လောက်မှ နော်အားဒါတော့စနေနေ့ဆိုအိမ်တိုင်းရနေတယ်စနေနေ့လောက်မှအမောပြေပြီးတော့ကဲမမအရင်ဘယ်လိုလိုက်လွင့်ပေးရမှာလဲဘယ်နေရာလွင့်ပေးရမှာလဲဘယ်လိုလုပ်ပေးရမလဲမမမြန်မာပြည်အတွက်ကလည်းငါအချိန်ပေးချင်နေတယ်နင်တို့စောက်တန်ရောစင်တွေ့ဒီလိုအစော်ကားခံပြီးငါလုံနေတာလေဟဲ့ငါနင်တို့တခိုးမလို့တော်လိုက်တခိုးမလို့ငါခိုးပေးရမှာလားငါမှကြောက်တဲ့လားလည်းတမျိုး data ရတာတမျိုး ညညပိအလုံးလောက်တာ၃နာရီရနေည၇နာရီအလုံးလောက်တာပြင်ပန်းတာတမျိုးနင်းတို့စပတ်တွေရာနေတာငါမငါမအရာအာဘူးညစပတ်ရာဖို့အချိန်တော့မရှိဘူးနော်နင်းတို့တော်တော်စပတ်ရာနေလားဟမ်နင်းတို့ရေးတင်လာတာခူးကြည့်လေဟဲ့လောမာလေးတော်တော်စပတ်ရာလေဟမ်တော်တော်စပတ် ပတ်ရတယ်လို့ငါပြောတာရှင်းရှင်းလေးပဲနင်တို့ရဲ့အဲ့အခုနင်တို့လုံးမဲ့တိန်း1000ကမ်ပိန်းလားတိန်း1000ကမ်ပိန်းလားငါငါနင်တို့လုတ်ခိုင်းတာငါပထမစုဒုတိယစုလည်းငါထည့်ပေးရမယ်အရင်လိုမျိုးငါ UCB လုတ်မယ်မအရင်းတာ UCB လုတ်ရင်အဆင်ပြေမယ်အရင်လိုငါအားနေရနေတာမဟုတ်ဘူးနော်ငါစနစ်တနည်း င်းရက်တောင်မှအချိန်ပေးတာတောင်မှစစ်စစ်တို့လိုက်လွတ်တဲ့အချိန်တောင်မှတိုင်နေဒါရမဒီနေ့ဒီတပတ်မှာဘိုးဆန်ရှင်တို့အပြတ်ဖြစ်မှတော့စစ်စစ်ကိုတော့မမေးရသေးဘူးစစ်စစ်ရေဘိုးဆန်ရှင်တို့ကိစ္စကိုငါတို့ဘက်ကငါတို့တာဝန်အာရမိသားစုတာဝန်ကြီးကလည်းအဆောင်150ပြီးသွားပြီတတန်းတန်းပြီးသွားပြီဘိုးဆန်ရှင်တို့ဘက်ကအဆောင်150ပြီးပြီဆိုမဲဖောက်ရမယ်တာဝန်ကမှရှိသေးတယ်ဒါတော့အဆောင်900ပဲထုတ်တာတော့မှငါတို့မှရှယ်လက်ပတ်တွေရမ်းနေတာစစ်စစ်ရတယ်သူ့လုံခြုံရေးအတွက်လိုက်ပေါ်မတက်ရဲဘူး ဒါမျိုးတွေဖြစ်နေတဲ့အချိန်ဒီလိုတွေချုပ်ချက်ချက်နေတဲ့အချိန်မှာမင်းတို့ရဲ့ကမ်ပိန်းကိုမလုပ်ပြစေနဲ့။ ఓ နော်ရလက်ကလည်းရလာတဲ့ရလက်ကလည်းအရက်နေနေတယ်။နေနေတာကဘုံတကတောက်တုံမကြလို့ဘုံတကမတိတ်ဘူး။ဘုံတကဟွာဖြစ်တယ်ဒီဟာဖြစ်တယ်ငါမပြောငါဘုံတကအရှင်နေအရရကကြီးကနေအာငါလောက်တည့်ရဲ့လူရှိတော့ရှင်းလား။ဘုံတကရဲ့အရှင်နေအရရကကြီးကနေအာငါလောက်တည့်ရဲ့လူမရှိတော့ဘူး။ဟဲ့ကောင်းမတည်ရဲ့စပတ်တရားလားပြေးပြီလားဖေလိုမတည် င်ကလည်းပုံ၎င်းကိုပြောပြီးရလက်ကြီးကြီးတစ်ခုရအောင်လို့လုပ်ရမယ်။ရလက်ကြီးကြီးတစ်ခုမရရင်ငါတို့ဒီအခြေအနေတွေကိုထိုးမပေါက်နိုင်ဘူး။ဘာလို့ဆိုပြည်သူတွေကခုဘက်ကဖေလိုမတွေပြောထားလို့ပုံ၎င်းကိုနာမည်ပြက်တာလားတမျိုး။နော်ရလက်တရားမရလာနိုင်တဲ့တပြောဒီပလဲနေမြေပေါက်နေမြေဒီမှာဖြစ်နေတဲ့စောက်ပြဿနာတတိတ္တတပေါက်နေပလဲမှာအများဆုံးဖြစ်တဲ့ပြဿနာဒီအခွန်အတုတ်တွေကောက်တဲ့ပြဿနာတွေ ਨੇ ပြည်သူတွေရဲ့တိမ်တန်းရှင်းကိုနေတိုင်းခံနေရတဲ့အခါကျတော့ပြည်သူတွေမှာနားပါတယ်အညာသူအညာသားတွေမှာနားပါတယ်။ရန်ကုန် ပေါ်မှာရောက်နေတဲ့အညာသူအညာသားတွေမှာနားပါတယ်နော်ရွာသားတွေကအချိန်လုံးတိမ်နေတယ်နော်ဟုတ်လားတုတ်တုတ်နဲ့ဈေးသွားရောက်နဲ့ဈေးတဲကိုနှစ်ချိန်တမိန်စားတစ်ခါနှစ်ချိန်သုံးချိန်လောက်စစ်ပြီးအခွန်ကောက်မှာတော့ကျမတို့ကဘာစားရတော့မှာလဲအရင်ကြီးတော့ပြုတ်နေပြီစားစရာမရှိဘူးနော်ခံကြပေါ့ဆိုတော့ဒီနေ့ကဘာဖြစ်လဲဆိုတော့နည်းနည်းတော့ဒေါ်လာထွက်တယ်တော်တော်လေးစိတ်တူတယ်တိလားဘာလို့ဆိုရင်းနေတယ် လူတွေကလည်းကို့လူတွေအာယာမိသားစုတွေကလူတွေကို့လူတွေကို့လူတွေကကို့လူတွေကနည်းနည်းအထူပါနားလဲဖို့လိုတယ်။နော်ကို့လူတွေရေးနေတဲ့လူတွေကလည်းကို့လူတွေမရင်မနေ့ကပြောထားတဲ့ live မှာညင်းရတာတော့မှတတော်ကိုတတော်အာနာပါနာညင်းရတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်လို့တကယ်တမ်းကစစ်စရဒီအခုလက်ရှိလုပ်နေတဲ့အလုပ်တော့စစ်စစ်လုပ်လို့မရတော့ဘူး။နော်စစ်စစ်မှလည်းရုပ်ရုပ်ကြည့်တဲ့ live ကြီးထွက်ပြီးပြောတဲ့ဟာမျိုးတိတ်မလုပ်ဘူးဆိုထိုင်းနိုင်ငံမှာစိတ်မဖြစ်နေဘူး။ ။နော်ကုအောင်ထားလေမအရင်းနဲ့ပြင်းပြမဲ့လိုက်လာတွင်ပြီလေသူလည်းကြောက်เสียသူ့မှာလည်းမလေးရှားမှာလည်းအခက်ခဲတွေရှိတယ်။ဆိုတော့ဒီနေရောင်လုံးကလွတ်လွတ်လပ်လပ်နေရမှာမရှိဘူး။ကိုကကိုဘလောက်လှုပ်ရှင်လှုပ်ရှင်အနောက်ကကိုရဲ့ group ကလိမ့်နေမှာကိုလှုပ်လို့ရမှာ။ဆိုတော့အလုပ်သူဒီကိုဆက်ရှိကိစ္စလောက်တာတော့မှကျမတို့နှစ်ပတ်လောက်အစည်းအဝေးထည့်ရတယ်။နှစ်ပတ်လောက်အစည်းအဝေးထည့်ပြီးတော့ လုံမယ်နော်ဘယ်လိုပုံစံလုံမလဲကဲကိုစံရှေ့ကဘယ်လောက်ရမလဲအရင်ကဘယ်လောက်ရမလဲကဲကဲဒီလိုလုံမယ်ဟိုလိုလုံမယ်စီးရကဘယ်သူကိမ့်မယ်ဘန်ကက်ကဘယ်ပန်လေးသုံးမယ်ဘယ်သူပန်လေးကိုသုံးမယ်ဘာလေးလုံမယ်ဒါအောင်နှစ်ပတ်လောက်မီတင်လုပ်ပြီးမှမဲလက်မှတ်ကိုတေချာထုတ်လိုက်ပြီးမှဒါတော့မှအလဲမှာအဖြတ်တရားလာနေတယ်ပွဲတစ်ခုလုပ်တယ်ဆိုအဖြတ်တရားလာနေတယ်အဲ့ဒါမှမှခုမပြီးနိုင်သေးဘူးဒါတော့အဆောင်ကားရတယ် အဆောင်900ပဲဘတ်သိန်း8000တိတိပဲကျမတို့ယူတာအဲ့ဒါဆိုကားကလည်းတွေ့ထားတာသိန်း8000မလို့ဘတ်သိန်း8000ကိုအဲ့လိုဖင်ကွဲအောင်ရှာနေရပါလေဆိုမှနင်တို့သိန်း1000 3000ကြီးကြီးကျယ်ကျယ်ဇီးဇီးတဲ့ကြီးတွေပြောတာငါတို့ကဘာလို့မလုပ်ပေးနိုင်လို့မလုပ်ပေးနိုင်ဘူးပြောတာလေနောက်ပြီးတော့မှလည်းဒီအချိန်မှာအချိုးအချောင်းကတိရမယ်ဒီအချိန်မှာအချိုးအချောင်းကတိရမယ်ဆိုတာအကုန်လုံးကပန်းနေပြီလူရှင်တွေလည်းပန်းနေပြီငါကိုယ်တိုင်ပန်းနေမေအီလိုတိမှာဆိုလို့ငါတို့ကအောက်အီနေနေကြတာမျိုးပဲရှိရဲ့ငါကိုယ်တိုင်ပင်ပန်းနေ ငါကိုယ်တိုင်းလည်းမောတယ်နော်အဲ့ဒီကလူချက်မှာဘသူကတေးပြန်ပြီးကလေးတွေပုံပုတ်ပုတ်နေတေးတဲ့ပုံတွေပုတ်နေငါတို့လည်းစိတ်ဆီရဲတယ်အဲ့အပြင်ကိုရွာသားတွေကကျမတို့ကလေးတကယ်နင်တို့နေမရဘယ်နာမှာတော့အာဘိုးကြီးဘုံငါတို့နေမြေအမဘိုးကြီးကိုပြောပေးဘုံငါကိုပြောပေးကျမတို့အဲ့တော့ဘယ်သူကဘယ်လိုအာတော့ story တွေကတော့အများကြီးဘယ်သူကဘယ်လိုဘယ်ချိန်ဘယ်နာရီမှာဘယ်လိုပတ်စံနေတိန်သွားတာဘယ်သူကဘယ်လို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 တိန်မိပါ ါတွေအများကြီးဖြစ်လာတယ်ဆိုတော့တကယ်တော့အညာအောင်ငါတို့စိတ်ကုန်လာတယ်ဒါကနင်တို့ငါတို့တောင်ပေါ်ဒီအညာအောင်စိတ်ကုန်တယ်လို့ပြောတာမနာနဲ့လေနင်တို့ဒီတော်လိုင်းရေးမှာအချုပ်ဆုံး data ကိုပြဆိုလက်ရှိအရှင်နေမှာလက်ရှိအရှင်နေမှာအချုပ်ဆုံး data ကိုပြဆိုအညာမျိုးတို့ပြမှာကဲဟုတ်ပြီလားတော်ရင်ဒီအချိန်မှာအချုပ်ဆုံး ။ဘာလို့ချုပ်နေမှန်းကိုမသိဘဲနဲ့ချုပ်နေတာ။ဒီအဖွဲဟိုအဖွဲအလူရဖို့အတွက်နဲ့အခွန်နေကောက်ဖို့အတွက်တောင်မှအချင်းချင်းဒီပတ်စံနေရဖို့တော့တောင်အချင်းချင်းပြန်လဲတိတ်ခိရေလှုပ်လာနေတဲ့ဒီအညာမျိုးအချုပ်ပုံကြီးရှိနေတဲ့အတွက်ငါတို့အညာမျိုးမအောင်ရှင်ဘူး။ဆိုတော့အဲ့လိုအချက်အညာမျိုးလူပြည်သူကလည်းလူဖို့အာရော့လာတယ်ဆိုတဲ့တတိမမှန်တဲ့တော်လန်ကြီးကတော့ဘယ်တုံးကမှအောင်မှာမဟုတ်ဘူးကြာနော်အခုဆိုရင်ပဲဒါ စင်ချက်ကြီးမအိုင်းကတော့ပောက်ကွဲနေပြီเนาะအညာမြေနဲ့ဒါအကွဲအပြေးကြီးစပြီပေါ့เนาะချင်းချင်းဒါအကွဲအပြေးကြီးစပြီအညာမြေမှာလည်းဒါတော်တော်လေးပွဲပြတ်နေပြီဆိုတဲ့ဘောတက်ရောက်တယ်ဗျာเนาะချင်းချင်းအဖြစ်ဟိုလူဝင်မရเนาะတက်ကလည်းဘီဟိုထိုးစစ်နေစင်သူတို့ချင်းချင်းလည်းမတက်နော်တိုင်းမှာလူခံလို့ကလည်းမရတော့ပြည်သူတွေကလည်းယုံကြည်မှုအားနည်းလာပြီးတော်လှန်ရေးကြီးကလည်းကြာလာပြီးဖြစ်တဲ့အတွက်ဘယ်သူမှသိမလူချင်းကြတော့ ဒီအခြေအနေကိုကြည့်ရှင်အဖြစ်တော်လှန်ရေးကြီးကသူတို့ပြောတဲ့ຫນွေဦးတော်လှန်ရေးလားຫນွေယူတော်လှန်ရေးလားတော့မသိဘူးမကြခင်ဆိုးဆိုးမြုပ်တော့မှာပေါ့နော်ပွဲပြီးသွားပါပြီ